င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ကလေးမျိုးနဲ့တီးတိမ်မျိုးနယ်တို့မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်ခြင်းမို့စစ်သား50ကျော်ထိဆုံးပြီးစစ်တုံးမနယ်လက်နက်ကန်ကျွတ်သိမ်းစီရရှိ။စကိုင်းနယ်ကလေးမျိုးနယ်နဲ့ချင်းပြည်နယ်တီးတိမ်မျိုးနယ်တို့မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခြင်းမို့ကစစ်သား50ကျော်ထိဆုံးပြီးစစ်တုံးဘန်းနဲ့လက်နက်ကန်များသိမ်းစီရရှိကြောင်းချင်းပြည်နယ်ဆွေးနွေးကာကွယ်ဝန်ကြီးဌာနကထုတ်ပြန်နေ။နိုဝင်ဘာလ16ရက်နေ့29ရက်နေ့22ရက်နေ့တို့မှာကလေးမျိုးနယ်ကံကောင်းမြို့ကြောင်ကိုဝင်ရောက်လာအကြမ်းဖက်စစ်တပ်စစ်ကြောင်ကို ။ချင်းပြည်နယ်စွာကကိုယ်ဝင်ကြီးဌာနဆက်ကြောင်းတက်ကမိတ်ဖက် Forgot PDF ပါဝင်ကြောင်းတက်တော့ PDF ခိုင်တရင်နေပတ်ကဖားရဲကလေး Revolution 4 Ranga ကလေး Defense 4 Your Defense 4စရဲမဟာမိတ်ဖွဲ့ပူပေါင်းကတက်ခိုင်ခဲ့တယ်။ရင်းတိုက်ပွဲတွင်ဂျက်ဖက်စစ်ကောင်စီတပ်ကနိုဝင်ဘာလ16ရက်နေ့မှာ Jet Fighter နဲ့ဘုံရှဲလုံး White တွင်တဲ့ဘုံလုံး150ကျော်နိုဝင်ဘာလ19ရက်နေ့မှာ Fighter Jet နဲ့တစ်ချိန်နိုဝင်ဘာလ20ရက်နေ့မှာ White တွင်တဲ့ဘုံလုံး60ကျော်လေကြောင်းတက်ခိုင်မှုတွေပြုလုပ်ခဲ့တယ်။ အလားတူချင်းပြည်နယ်ဆိုရကာကွယ်ဝင်ကြီးဌာနအောက်ရှိစစ်ကြောင်းနှစ်ကမဟာမိတ်ကလေး Revolution 4အပါအဝင်ချင်း National Defense 4 PDS ဇိုလန်ဆိုင်မိတ်ဖက်အင်းနဲ့လက်တွဲပြီးတိတိမျိုးနဲ့ခိုင်ကမ်းမျိုးကြောင့်မဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်လျက်ရှိပြီးစစ်တပ်ကနိုဝင်ဘာလ22ရက်နေ့မှာ Jet Fighter နဲ့နှစ်ကြိမ်ပုံကျတိုက်ခိုက်ခဲ့ပါတယ်။ အခုချင်းပြည်ဘက်ကိုစစ်တပ်ကစစ်ကြောင်းနေခွဲတောက်လျှောက်ကိုတက်လာတယ်။မကွေးဘက်ကရောကလေးမျိုးဘက်ကရောတက်လာ။လေကြောင်းတိုက်ခိုက်မှုကိုအာယူပြီးမြေပြင်ကချင်းလင်းစစ်ကြောင်းတွေကစစ်မှုရန်တက်တင်တဲ့အင်အားလုံးရင်ကိုအာယူပြီးတက်လာတယ်။ချင်းပြည်တော်လိုင်းတပ်တွေကစူပါခုခံနေရလို့ချင်းတော်လိုင်းတပ်တိုင်းမှုတော်ကပြောတယ်။အဆိုပါတိုက်ပွဲများတွင်ဂျပန်စစ်တပ်ကစစ်သား50ကျော်တင်ဆောင်ပြီးထိခိုက်ဒဏ်ရာရှိတဲ့စစ်သားတွေကို MI7 ရဟတ်ရင်နဲ့တင်ဆောင်သွားကြောင်းထို့အပြင်စစ်တုံးမန်းချုံနဲ့လက်နက်ခဲတွေတင်ဆောင်ရှိပြီးဂျပန်စစ်ကောင်စီတပ်ဖွဲ့ကတိုက်ခိုက်လာတဲ့ drone show ကိုလည်းပြစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးဂျက်ဖက်စစ်တပ်အတွေ့အကြုံရွေးကောက်ပွဲကိုစတင်တဲ့အနေဖြင့်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကအမေရိကန်သမ္မတအင်ဖြူတော်နဲ့တရုတ်တန်ရုံရှင်မှအလုံးရင်းနဲ့ချီတက်ဆန်တော့ပြောင်းအဂျက်ဖက်စစ်တပ်အတွေ့အကြုံရွေးကောက်ပွဲကိုစတင်တဲ့အနေနဲ့အနည်းဆုံးပြည်내12ခုကနေအမေရိကန်ရောက်မြန်မာနိုင်ငံသား200ဦးကျော်ကအမေရိကန်သမ္မတအင်ဖြူတော်နဲ့တရုတ်တန်ရုံတို့မှအလုံးရင်းနဲ့ချီတက်ဆန်တော့ပြကြောင်းသိရပါတယ် ။နေ့နေ့အမေရိကန်စံတော်ချိန်နိုဝင်ဘာလ22ရက်နေ့မွန်လယ်ပိုင်းမြန်မာစံတော်ချိန်နိုဝင်ဘာလ23ရက်မနေ့အစောပိုင်းအမေရိကန်ပြည်သူ့မှာရောက်ရှိနေကြမြန်မာနိုင်ငံသားတွေကပြည်ထောင်အုပ်ရှိမှဥစွာဆန္ဒပြကြွေးကြောကြပါရယ်။ယင်းတော့အမေရိကန်သမ္မတကအင်ဖြူရောရှေ့ကိုတောင်းရောက်ဆန္ဒပြကြပြီးမြန်မာအရေးမှာတရုတ်နိုင်ငံအဝင်ရောက်စစ်ပတ်နေမှုဆန့်ကျင်ခြင်းစစ်တပ်အတွက်ရောက်ကပွဲကိုဆက်ကျင်းသမရအဝင်မြင့်တဲ့တော်ဆန်းစုကြည်ပါဝင်နိုင်ငံအကျဉ်းသားလူမျိုးရေးအတွက်ကြွေးကြော်တန်းနေဟိတ်ကျွေးဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးမြောက်ပိုင်းမှာမိညာတော်ဘွဲ့ထိန်ချုပ်တိုင်းမူဆက်15မိုင်မှာထွက်လာတဲ့ကုန်ကားမှန်သမျှဖမ်းဆီးရတဲ့စစ်တပ်ထိန်ချုပ်မှုမရှိတဲ့နေဆက်ကုန်သွင်းဂိတ်တွေမှာမြည်သည့်ကုန်တိုင်းမှာလောက်ခွင့်မရတဲ့ဆင်ဆင်ရောက်ညွှန်ကြားချက်တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ A MNDA နဲ့ထိရနယ်တို့ပါဝင်တဲ့မြောက်ပိုင်းမှာမိညာတော်ဘွဲ့ထိန်ချုပ်တိုင်းမူဆက်15မိုင်ကနေထွက်လာကုန်ကားမှန်သမျှကိုဖမ်းဆီးရတဲ့အဆိုပါနေဆက်ကုန်သွင်းဂိတ်ကနေမြည်သည့်ကုန်တိုင်းမှာလောက်ဆောင်ခြင်းမပြုရင်တားဆီးဆောင်ရန်စစ်တပ်ကအထူးညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းနေပြည်တော်စစ်တပ်တရင်မြေထံကနေသိရပါဗျာ ရခုနိုဝင်ဘာလလယ်ပိုင်းကစတင်ပြီးမြောက်ပိုင်းမှာမင်းကြီးနောက်သုံးဘက်ထိန်ချုပ်တိုင်းမူဆက်တရငါမဲကုံသွင်းဆောင်အတွင်းမှာပြည်တွင်ကိုတရုတ်ကွန်ပစ္စည်းတင်ဆောင်လာတဲ့ကုန်ကားမှန်များကိုလမ်းမရလုံးမှာမဖြစ်မနေတာစီဖန်စီဆောင်ရညွှန်ကြားချက်တွေထုတ်ပြန်လာကြောင်းသိရပါတယ်။တမ်ဘရာရဲ့ထိန်ချုပ်မှုမရှိနိုင်ခဲ့တော့အခွန်မဆောင်တဲ့ကုန်သွင်းဂိတ်တွေအလုံးကတရားမဝင်ကုန်သွင်းဖြစ်သက်မဲ့တရားမဝင်ကုန်သွင်းဂိတ်ကနေကုန်သွင်းတဲ့ကုန်ကားတွေရောကုန်သည်တွေရောအကုန်လုံးအတိအကျတာစီရေးကိုညွှန်ကြားချက်ထပ်ထုတ်ပါတယ်။ အဓိကကုံကားတွေလွတ်နေလို့ညွှန်ကြားချက်ထပ်ထုတ်တဲ့သဘောတရားမဝင်ကုံသွဲအကြောင်းဒီနယ်ဆက်ကိုချေပြုတ်ပြီးနိုင်ငံတော်ကိုဆန့်ကျင်တဲ့လက်နက်ကိုင်ဖွဲ့စည်းတဲ့ဘန်နာရတောင်တင်ပြီးတပ်မတော်ကိုဆန့်ကျင်တိုက်ခိုက်နေတာအဲဒါကြောင့်မြောက်ပိုင်းမဟာမိတ်တွေထိန်းချုပ်တဲ့တရားငါမိုင်ကုံသွဲအဆောင်ကလာတဲ့ကုံကားတွေနဲ့အဲဒီကုံသွဲအဆောင်ကိုတားရဲကုံကားမှန်သမျှတားဆီးပြီးတိတိယောက်အေးအေးယူဖို့ကုံသွဲတွေကိုတရားမဝင်ကုံသွဲကိန်းကနေကုံသွဲမှုတွေမလုပ်ဖို့တားဆီးမိတ်ထွက်လာလို့နေပြည်တော်စစ်တပ်တရင်မြစ်ကပြောပါတယ် ။ရံပြည့်နဲ့မြောက်ပိုင်းမှာမြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘက်ကထိမ့်တိမ့်ပိုင်ထိမ့်ချုပ်တိုင်းမူဆက်တရား၅မိုက်ကုန်တဲ့အကိတ်ကိုပြန်လည်ရရှိအတွက်တရုတ်ဆွေရထံကိုစစ်တပ်ကယခုနှစ်ဩဂုတ်လတွင်ဆွေပြတင်ပြခဲ့တော်လဲတရုတ်ဘက်ကတစုံတရာအကြောင်းပြန်ခြင်းမရှိကြောင်းအကြမ်းဖက်စစ်တပ်ကတရုတ်ဆွေရထံကိုနှစ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်းနှင့်ပြန်လည်ဖွင့်လှစ်ရင်းနဲ့နေဆက်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ကုညီဆောင်ရွက်ပြန်ဆွေပြခဲ့ပြီးရင်းဆွေပြချက်မှာတရုတ်မြန်မာနေဆက်ကုန်သွယ်ရေးအတွက်အဓိကကြတဲ့မှုဆက်တရား၅မိုက်ကုန်သွယ်ရေးစုံကိုမြောက်ပိုင်းမှာမိညီနောက်တော်ဖွဲ့ကစစ်တပ်ထံကိုပြန်ပေးရန်ကုညီဆောင်ပေးရေးကိုတရားဝင်တင်ပြတောင်းဆိုခဲ့ပါတယ်။ စတရီမလာ၁၆နှစ်တုန်းခင်စင်မှာလည်းမြောက်လင်ကတရုတ်နဲ့မြန်မာနိုင်ငံကအနေနဲ့မိတ်ချင်းထိစပ်နေတဲ့အတွက်ကုန်သွယ်မှုပြုလုပ်ရမှာနေဆက်ဂိတ်တွေကအရေးပါသောကဏ္ဍကပောင်းရင်းတွေကြောင့်နှစ်နိုင်ငံကြားနယ်စပ်ဒေသတွေစီမံခန့်ခွဲရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်အရမြန်မာတရုတ်နယ်စပ်တခြားမှာစုပေါင်းနယ်စပ်ဂိတ်၈ခုရှိကြောင်းလက်ရှိချိန်မှာနယ်မြေလုံးကျွေးရအစောပိုင်းနယ်စပ်ဂိတ်၈ခုနဲ့ကနေမူဆဲရွှေလီနယ်စပ်ဂိတ်တစ်ခုသာဖွင့်လှစ်ထားရှိနိုင်ပြီးကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာတိုင်းဒေသနဲ့ကိုင်းဖွဲ့တွေတိုက်ခိုက်မှုတွေကြောင့်ရပ်တန့်ထားအကြောင်းထုတ်ပေါ်ပြောဆိုရင်းမြောက်ပိုင်းမဟာမင်းကြီးနောက်သုံးဖွဲ့ကလည်း ယခုနေ့ဇူလိုင်လတရနေ့ကစတင်ပြီးမူဆယ်တရငါမိုင်းကျင်းစံကြောဂိမ်းမှာကုန်သွယ်မှုအတွင်းထုတ်ဂျူတီဆောင်နှုန်းတွေကိုစီမံခန့်ခွဲရေးခွင့်နေကောက်ခံရရှိပါတယ်။ ဆလဘီစစ်ကောင်စီနဲ့တိုက်ပွဲတုံ့ပန်ချိုရဒရုန်းချိုပြချနိုင်ရန်သူတွေဆုံးမှုရှိချင်းပြည်ကောင်စီကတရိပ်ပင်းချင်းပြည်နယ်နဲ့စကိုင်းမကွေးဒေသတွေမှာထိုးစစ်ဆင်လာစစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေပူပေါင်းတိုက်ခိုက်လျက်ရှိရာစစ်ကောင်စီတပ်ဖွဲ့50ဦးကထပ်မံချေမှုနိုင်ခဲ့ကြောင်းချင်းပြည်ကောင်စီကာကွယ်ဌာနကတရင်ထုတ်ပြန်တဲ့စစ်ကောင်စီကတရန်ရသူတွေကို MISMT နဲ့တင်ဆောင်သွားကြောင်းစစ်တုံ့ပန်ချိုထပ်မံဖန်ဆီးရမိပြီးလက်နက်ကမ်းများထပ်မံသိမ်းရှင်းနိုင်ခဲ့ကြောင်းထုတ်ပြန်တဲ့ဒါပြင်ရန်သူမှဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ ဒရုန်းရှုပ်ကိုပြစ်ချနိုင်ခဲ့လို့အသိပေးပါရယ်။နိုဝင်ဘာတတိယပတ်တွင်ချင်းပြည်ကောင်စီရဲ့ချင်းနယ်ဆွေရတပ်ဖွဲ့စစ်ကြောင်းတဲ့စစ်ကြောင်းတွေတို့ပောင်းရတဲ့စစ်ရေးချင်းတွေကိုအသိပေးရဖြစ်တယ်။စစ်ကြောင်းတွေကကလေးနဲ့ခံကောကြမှာစစ်ကောင်စီကိုတိုက်ခိုက်နေရဖြစ်ပြီးစစ်ကြောင်းတွေကဖလန်းမျိုးနဲ့ဝေဘူးလာကြတီးတိမ်မျိုးနဲ့ခိုင်ကန်းမျိုးကြမှာစစ်ကောင်စီကိုတိုက်ခိုက်နေရဖြစ်ပါရယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်ဆွဲထားကာကင်းနေရာပွိုင်းချိုကိုသိမ်းပိုက်ထားနိုင်ကြောင်းသိပေးပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သတင်းစိတ်အခြေအနေတွေကိုထုတ်ပြန်ပြောဆိုမှုရှိသေးတယ်လို့ပြောရင်းကလင်းနဲ့ကံကောကြစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ကြောင်းတရား forgot pdf ပါဝင်ကျွန်တော်တို့ ABS တရဲ့ PDF ခရင်တိုင်းနေပတ်ကပါတယ်ကလေး revolution for ranga kle defend for your defend for စတဲ့မဟာမိတ်တွေနဲ့လက်တွဲပြီးစစ်ကောင်စီကိုတိုက်ခိုက်နေရလို့ချင်းပြည်ကောင်စီကောက်ွက်ဌာနကထုတ်ပြန်ပါတယ်ဒါအပြင်စစ်တောင်းနေရကလေး revolution for chin nation နဲ့ defend for pds ဆိုလမ်းစာရဲ့မိဖက်ဖွဲ့နဲ့စစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိရာစစ်ကောင်စီကနိုဝင်ဘာ20ရက်နေ့မှာ jet fighter နှစ်ချင်း လေကြောင်းတိုက်ခိုက်ခဲ့လို့ထုတ်ပြန်တယ်။လက်ရှိစစ်ကောင်စီထိုးစစ်ကိုလုံနိုင်သလားခုခံကာကွယ်တိုက်ခိုက်နေကြောင်းချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။သူတို့ဘက်ကလင်းအဆမတန်သုံးတယ်တို့မြေကျွန်တော်အထီးခိုက်မရှိအောင်ကျွန်တော်လည်းခုခံကာကွယ်တိုက်ခိုက်ခဲ့တယ်။ဒီရှေ့တန်းမှာတိုက်ပွဲဝင်တဲ့အချိန်အားဖြင့်တော့အခက်အခဲဆိုတာအထက်လိုအပ်ချက်တွေရှိရဲ့ဒါပေမဲ့ဒီလိုအပ်ချက်တွေကိုနီလန်းပေါင်းစုံနဲ့ကြော်လန့်နိုင်ရှေ့ပြည်သွင်းနဲ့ပူပေါင်းဆောင်ရည်လို့ပြောချင်ပါတယ် ဆလဘီဇီကုံမြို့ KTV မှာကြော်ပွားနေတဲ့စစ်သားနဲ့ရဲတွေကိုပြီးတဲ့စီးနေတိုက်ခိုက်ခုနှစ်ဦးသေဆုံး။ဘကိုတိုင်းဇီကုံမြို့ပေါ်က KTV ကိုဝင်ရောက်စီးနေပြစ်ခတ်အမှစစ်သားနဲ့ရဲခုနှစ်ဦးသေဆုံးတယ်လို့နတ်စစ်တပ်တဖွဲ့တောင်းရှိသူကပြောတယ်။နိုဝင်ဘာလ20ရက်နေ့ည7:00နာရီဝန်းကျင်ချိန်တိုက်ခိုက်မှုမှာ G3 တက်လက် G5 5ခု G တောင်80ဧကွင်းဘတ်နှစ်ခုဓာတ်သုံးလမ်းနဲ့လက်တိတ်တစ်ခုသိမ်းဆည်းနိုင်ခဲ့တယ်။ KTB ကိုစစ်ခွေရခွေခုနှစ်ဦးရောက်တယ်ကြားတယ်။ဒါကြောင့်ဝင်ရောက်စီနေတိုက်ခိုက်မှာအကုန်တည်ရမြို့မရဲစကန်နဲ့ကနှစ်ဖလုံးသုံးဖလုံးပဲဝေးတာ တိုက်ခိုက်မှုကို2မိနစ်3မိနစ်နဲ့အတိအကျအကောင့်ထဲပေါ်ခဲ့ရတယ်လို့ထပ်ပါတောင်းရှိသူကတိုက်ခိုက်မှုဖြစ်စဉ်ကြောင်းရှင်းပြတယ်။ပြစ်ခတ်မှုပြစ်ပြီးဇီးကုန်းမြို့မှာရဲစခန်းစစ်ကိုကားတွေလာလို့ဇားပြန့်ဟန်တာတိုက်ခိုက်တာလည်းလုပ်ခဲ့ရကြစစ်ကိုကားနောက်ဆုံးဆုတ်ခွာတပြေးရလို့အသိပေးတယ်။အဆိုပါစစ်စင်ကိုနက်စစ်တပ်တဖွဲ့နဲ့ကျိုးပင်ကောင်းမြို့နယ်ခြေဆိုင် PD ဇက်တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့လို့သိရပါဗျ။ စစ်သားနဲ့ရဲတွေဆုံမှုတင်းစိတ်ခြင်းနဲ့ပတ်သက်လို့အသေးချာတည်ပြုလို့မရသေးပါဘူး။ဒါအပြင်နိုဝင်ဘာလ17ရက်ကကျိုးပင်ကောင်းမျိုးနယ်မှာစစ်ကောင်စီရွေးကောက်ပွဲမင်းစင်စစ်စေးသူနဲ့တရင်ပိတ်လုပ်သူတွေရဲ့နေအိမ်ထိကွင်းစင်တိပေးခဲ့လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့20တင်းကထုတ်ပြန်ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။